တောင်းတတဲ့ရွေရွေပြီးကားဝယ်ပေးပြီးသွားပါပြီမပြောဘူးဆိုတာကလေလူတွေကအာဓာကြီးကိုအထူးအထူးတလဲလုပ်ပြီးတော့ကြွားရဲလို့ဖြစ်မှလဲဆိုးတယ်ကို့တူမလေးကိုကြောက်လဲမျက်နှာမငယ်စေချင်တာပေါ့နော်အဓိကပြီးတော့သူလဲဟိုကိုလဲကိုလို့သွားတဲ့အချိန်မှာသူတက်ကားမရှိဘူးအဲ့လိုမျိုးဟိုပေါ့နော်ဟိုတက်စီနဲ့သွားရပါအဲ့လိုမျိုးကြတော့ကို့တူမလေးဖြစ်တဲ့အတွက်ဟိုကပန်ပိုးပေးချင်တာအဲ့အတွက်ဒါလေးကကိုလိုအပ်တဲ့အရာလေးကိုဖြည့်ဆည်းပေးတာပေါ့နော်ဟောအရေးကြလေးနဲ့တော့ဝယ်ပေးထားပါတယ် အဲအဓိကတော့ तू ကငယ်သေးတဲ့အတွက်ဟိုဒီနှစ်မှာတော့ तू ရွှေချိုပါသွားတယ်ဒါပေမဲ့လည်းသူ့ရဲ့ဟိုဘယ်လိုပြောမလဲအနုပညာနဲ့ပတ်သက်တဲ့အရေးချင်းတွေပေါ့နော်အဓိကတော့ဝမ်းစာတွေဖြည့်ဖို့အတွက်စောင်းကသူ့ကိုဟိုတချို့အလုပ်တွေထက် तू မလုံးနိုင်သေးတဲ့အရာတွေကိုလက်မခံသေးဘဲနဲ့ဟိုဒီပညာနဲ့ပတ်သက်ပြီးတော့ပညာဆိုတာကတရုပ်ဆောင်တဲ့ပညာတွေနောက်ပြီးတော့သူ့ရဲ့ဒီတရုပ်ဆောင်တဲ့ပတ်သက်တဲ့ပညာတွေကိုအဓိကဝမ်းစာဖြည့်ခိုင်းထားပါတယ်ဟို तू လုံးလို့ရတဲ့အလုပ်လေးဆိုလဲစောင်းလက်ခံပေးတယ်တချို့ဟာတွေဆိုရင်လဲသူ့တက်ကဟို ဘယ်လိုရမလဲအရင်ဟိုငယ်သေးတဲ့ဟာမျိုးလေးဆိုရင်လည်းဒါဟိုချောင်မေးတာလည်းရှိပါတယ်ဟုတ်ကကအဝယ်ပေးပြီးပါလား ဟုတ်ပါပြီ။တောင်းတူတဲ့ရွေရပြီးတော့ကားဝယ်ပေးပြီးပါပါပြီ။ထုတ်ပြီးတော့အဲသူ့ရဲ့အကောင့်မှာသူတင်လားမသိဘူးပေါ့နော်။ဒါပေမဲ့မပြောဘူးဆိုတာကလေလူတွေကအာဓာကြီးကိုအထူးအထူးတလဲလုပ်ပြီးတော့ကြွားရဲလို့ဖြစ်မှလဲဆိုတဲ့ဟိုဒီလိုပါကားဝယ်ဆိုတာကလေဘယ်လိုပြောမလဲဆိုတော့မဆောင်လဲကိုယ်လုံးနဲ့ကိုယ်သူလဲသူ့လုံးနဲ့သူဖြစ်လာတဲ့အချိန်မှာပေါ့နော်လိုအပ်တာလေးတခုကိုဖြည့်ဆည်းပေးရုံမှာဟိုအလိုပဲအရေးကြလေးနဲ့ဝယ်ပေးထားတာပါဟိုတိတ်တော့မကြသေးဘူးအရေးကြလေးနဲ့ဝယ်ပေးထားတာပေါ့နော်အာအဲ့တော့ဟိုအဲ့လိုမျိုးကြီးဟို အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအထူးထည့်လည်းပြောလိုက်ရင်ဟိုဒါလူတွေကလည်းအကုန်လုံးခက်ခဲနေရခြင်းကိုလည်းလွယ်ကူတာတော့မဟုတ်ဘူးဒါပေမဲ့ကိုတူမလေးကိုကြောက်လည်းမျက်နှာမငယ်စေချင်တာပေါ့နော်အဓိကပြီးတော့သူလည်းဟိုကိုလည်းကိုလို့သွားတဲ့အချိန်မှာသူ့တက်ကားမရှိဘူးအဲ့လိုမျိုးဟိုပေါ့နော်ဟိုတက်စီနဲ့သွားတယ်အဲ့လိုမျိုးကြတော့ကိုတူမလေးဖြစ်တဲ့အတွက်ကိုက န်ပိုးပေးချင်တာအဲ့အတွက်ဒါလေးကကိုလူအပ်တဲ့ຢာလေးကိုဖြည့်ဆည်းပေးတာပေါ့နော်ဟုတ်အရေးကြလေးနော်ဝယ်ပေးထားပါတယ်အဲဆောင်းကြရလဲအပြိုကြီးဆိုတော့ပေါ့နော်ဒါဆောင်းရဲ့အရာရာအလုံးကဒီတူမာလေးတွေဆောင်းရဲ့မိဘတွေဒီအတွက်ပါပဲဟိုကျန်တဲ့ဆောင်းမှာတခြားအပူပန်နေမရှိဘူးအဲဒီလိုယောက်ျားယူဖို့အစီအစဉ်လည်းမရှိဘူးဆိုတော့ဒီကိုရှာသမ ्या အရာအကုန်လုံးကကိုရဲ့ကလေးတွေအတွက်နောက်ပြီးတော့ကိုကိုတိုင်းဒီ အရာရည်နဲ့ပတ်သက်ပြီးတော့မျက်နှာငယ်ခဲ့ရတဲ့အတွက်ကိုယ့်ရဲ့ကလေးလေးလက်ထက်မှာမျက်နှာမငယ်စေခြင်းအဲ့စိတ်စေတနာလေးပဲရှိတာပါဟုတ်ကဲ့ပါတူပါလေးလည်းပျော်ရွှင်နေမှာပေါ့အဲတူကတော့သူ mind day တော့တင်ထားရဲ့ထင်ပါတယ်ဆောင်းလည်းသူ့ပြောထားတယ်ဟိုပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့အရင်ဟိုထုံမပြဖို့ပေါ့နော်ဟိုဒါဒီဆောင်းကိုရိုင်းလည်းဒီ မီဒီယာမှာပြောခဲ့တာဖြစ်တဲ့အတွက်ဒါလေးကိုတော့သူ့ကိုဖြည့်ဆည်းပေးပြီးသွားပါပြီ။အဟိုတကယ်ကြရင်မလုပ်ပေးဘဲနဲ့ပြောရလို့လည်းဖြစ်မှာဆိုရတယ်။အဲ့လိုမျိုးလေးပေါ့နော်လူတွေကလည်းဟိုအမျိုးမျိုးဆိုတော့လေကိုကကိုကိုပြောတာကိုခံနိုင်ပေမဲ့ကိုတူမလေးပြောတာကိုကျတော့လည်းမခံနိုင်ပြန်ဘူး။ဟိုကိုကိုဆဲကြလည်းပြဿနာမရှိမယ်။ကိုတူမလေးကိုမိဘလေးကိုဆဲရင်လည်းမကြိုက်ပြန်ဘူး။အဲ့လိုမျိုးလေးရှိတော့လေအခုဆိုကိုဘကကိုတော့အေးအေးဆေးဆေးလေးတီတီငြိမ်နေနေနေဟော။ sound တက်ကတော့ဟိုအဓိကပေါ့နော်ဘလို့ချိန်မှလှူပြစ်လဲဆိုတော့ အဲဆောင်းလှူခြင်းတဲ့နေရာလေးတွေ့တာရယ်ပျော်ဆောင်းမှာအဲ့လိုမျိုးလှူဖို့အတွက်ပတ်စံလေးတွေစုစုထားရယ်အဲ့ဒါလေးနဲ့လှူတဲ့နေရာလေးနဲ့ကိုက်ညီတဲ့ဟာမျိုးဆိုရင်ဆောင်းလှူတန်းဖြစ်ပါတယ်အဲဆောင်းဆိုရင်တကယ်တမ်းပြောရရင်ဆောင်းကလေအရင်လဲကြောက်တတ်တယ်နောက်ပြီးတော့ကျတော့ အာအရန်လဲအားငယ်တက်တယ်အဲ့လိုမျိုးအဲ့လေ comment နေမှာပေါ့နော်အာ back comment တွေတွေးပြီးဆိုရင်စောင်းတစ်ခါလေကြာရင်နှစ်ရက်လောက်အဲ့ရလဲလဲရက်တောင်ရှိတယ်ဟောဒါမဲ့တော့တစ်ခါကြောက်လဲဖြည့်ရှင်းခြင်းပဲလဲအဲ့လိုဖြည့်ရှင်းရမှာဘူးရလဲမဖြည့်ရှင်းခြင်းပဲအောင်ဘာလို့လို့လုံးဝမသိတဲ့အခြေအနေတွေအများကြီးရှိရပေါ့နော်အဲ့အဲ့လိုအခြေအနေမျိုးဆိုရင်အခုလိုမျိုးအဲစောင်းလို့စိတ်ရန်စည်ရတဲ့အခါမျိုးဆိုရင်ဘာလို့လဲဆိုတော့အလှလှုပ်လိုက်တယ်အခုလိုမျိုးအလှူတယ်အဲပြင်ရပြိတ္တတွေနဲ့ထိတွေ့လိုက်တယ်အဲ့ချိန်မှာတို့ရဲ့ energy ပြင်ရတို့ရဲ့ချစ်ချင်းတွေ ယ်သူတို့ရဲ့ energy တွေသူတို့ရဲ့အပြုံးတွေအဲ့ဒါကြီးပြန်ရတော့အော်ငါ့ကိုချစ်တဲ့သူတွေရှိပါသေးပါလားရှိသေးပါလားဆိုပြီးတော့အဲ့စိတ်နဲ့ပြန်အားတင်းရတကယ်အဲ့ဒီ line မော်ကနေပြီးတော့ မမြင်မတွေ့ရဘဲနဲ့ပေးတဲ့ back comment တွေက sound ကအရန်ကို energy ဆုပ်ယုပ်တယ်အဲ့ sound အပြစ်မှာ energy ပြန်ယူရတယ်ဟုတ် sound တို့ပေါ့နော်ဒီ22ရက်နေ့ဒီလ22ရက်နေ့ကျရင်တက်ကဆန်ဖျားမှာအာတစ်တကားဆရာတော်ရဲ့တရားပွဲရှိပါတယ်အဲ့ထဲမှာလည်း sound တို့ကအဲ့ဒီဟိုတစ်တကားဆရာတော်ရဲ့ဟိုပြောမယ်ဟိုတပည့်တွေပေါ့နော်အဲ့ဒီအဲ့ဟိုသူတွေနဲ့ပူးပေါင်းပြီးတော့လှူတဲ့အလှူလေးပါ sound လည်းအလှူလေးမှာပါပါတယ်ပြီးတော့အဲ့ဒီနေ့မှာ sound ကဒီအာတက်ကဆန်ဖျားမှာအာလူအယောက် ဆောင်းကတော့2000လောက်တော့မှန်းထားရပေါ့နော်အေးအေးလေးလှူမှာပါအဲ့ဒါဆောင်းဆောင်းလှူမှာပေါ့နော်အဲ့တော့အဲအော်တကယ်လို့မြန်တက္ကသိုလ်ရတော့ဖူးချင်တယ်အဲဆိုရင်လဲတက္ကသံဖရာကိုညနေ9:00နာရီလောက်အတရားပွဲလေးကိုဖိတ်ခေါ်ပါတယ်ဟုတ်တောင်းဒီလှူနေတဲ့မြတ်အလှူတွေအကုန်လုံးကဒီစောင်းကိုချစ်တဲ့ပြိသက်တွေရှိနေလို့စောင်းကဒီလိုမျိုးလေးတွေလှူဒန်းခွင့်ရတာပေါ့နော်ဒါစောင်းရဲ့အလှူတွေအားလုံးကလည်းစောင်းကိုချစ်တဲ့ပြိသက်တွေရဲ့အလှူပါပဲလို့အားလုံးကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့